အားလုံးပဲမိလာပါမနေ့ညကကစားခဲ့တဲ့ Premier League ဂျာရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester City အသင်းနဲ့ Aston Villa အသင်းတို့ရဲ့ပွဲစဉ်ကတော့ City ကအင်္ဂွင် Etihad Stadium မှာတစ်ဖက်က Aston Villa အသင်းကို Martinez ၊ Nunez ရဲ့ဒါအချိန်ပိုနောက်ကျသွင်းဂိုးနဲ့2-1ရလဒ်နဲ့အနိုင်ယူပြီးတော့မှ Premier League ပွဲစဉ်34မှာရမှတ်ပြေးယူနိုင်ခဲ့တယ်ဆိုတော့ CD အသင်းအတွက်ရောတစ်ဖက်က Aston Villa အသင်းအတွက်ပါမင်းညာကပွဲကတကယ်ကိုအရေးကြီးခဲ့တာပါ။ဘာကြောင့်လဲဆိုတော့နှစ်သင်းစလုံးကဒီကဒီပါ Champion League ဝင်ခွင့်ရဖို့အတွက်အကျောင်းနိုင်ပွဲတွေလိုအပ်နေတဲ့လို့ရမှတ်တယ်လေမဖြစ်မနေယူရမယ့်အခြေအနေမှာ CD ကတော့ဒါအင်ခွင့်မှာကိုကန်ချမကိုဖန်တီးနိုင်ခဲ့တဲ့အခြေအနေလည်းဖြစ်တယ်။ဆိုတော့ဒါ CD ကကျွန်တော်တို့ Villa ကိုအနိုင်ယူနိုင်ခဲ့တဲ့အတွက်အာလက်ရှိမှာတော့ဒါအဆင့် သုံးကိုပေါ့လေဒါ34ပွဲကစားအဆင့်သုံးကိုရောက်သွားပြီဆိုတော့ Chelsea Newcastle Forest တို့ကိုဒါကျွန်တော်တို့ရမှတ်ဖြတ်ထားနိုင်ကြတယ် Forest ကိုတမတ်ဖြတ်ထားပြီးတော့မှ Newcastle ကိုနံမတ်ဖြတ်ထားနိုင်ကြတယ်တစ်ဖက်ကဒါ Chelsea အသင်းကိုတော့၄မတ်ဖြတ်ပြီးတော့မှအဆင့် ုံးနေရာကိုရောက်သွားပြီပေါ့လေဆိုတော့ပွဲစဉ်ကတော့ဒါကျွန်စီတီကတပွဲပိုကစားထားတယ်ဆိုတော့ဒါအပြင်ကျွန်တော်မင်းညကဒါ Nordia Forest ကလည်းဒီလက်ချံပွဲစဉ်တပွဲပေါ့လေသူတို့ Tottenham Hotspur နဲ့ကစားတဲ့နေရာမှာအင်ကွင်းမှာပဲ Tottenham Hotspur ကို2-1ရလက်နဲ့အရေးနိုင်ခဲ့တဲ့အတွက်ကျွန်စီတီကဒီအဆင့်3ကိုရောက်သွားတယ်အဲဒါအပြင်ကျွန်တော်တို့ဒါ ဒီရာဒီမှာချန်ပီယံလိဝင်ခွင့်ရဖို့အတွက်အသေးချာဆုံးသောအခြေအနေတစ်ခုကိုပိုင်ဆိုင်သွားခဲ့တယ်။စီးရီးကအဲ့ဒါပဲကျွန်တော်တို့ပြောချင်တာ။ဘာကြောင့်လဲဆိုတော့အာစီးရီးကကျွန်တော်တို့ဒီရာဒီမှာတကယ် striker ဖြစ်တဲ့ကျွန်တော်တို့တကယ်ရုန်းကန်နေရတဲ့အခြေအနေဖြစ်ပေမဲ့လို့အာနောက်ပိုင်းပွဲစဉ်တွေမှာတောက်လျှောက်ကိုကျွန်တော်တို့ခြေစွမ်းကောင်းနေအာပြန်ရလာတယ်။ရမပြည့်ယူနိုက်နဲ့ဆိုတော့ပက်ကွာရီယိုလာကအဲ့ဒါပဲ။ဆိုတော့ဘလို့အခြေအနေပဲဖြစ်ဖြစ်ချန်ပီယံလိဝင်ခွင့်ရအောင်သူစွမ်းဆောင်ပေးနိုင်တဲ့အရေးချင်းဂွာရီယိုလာမှာရှိတယ်။ဆိုတော့စီးရီးမှာကျွန်တော်တို့ဒါမင်းညာဘီလာနဲ့ပွဲမှာဆိုရင်အဓိက ကစားသမားတချို့တော့မှဒါကျွန်တော်တို့ဒီအရန်ကုန်မှာထားပြီးတော့မှလုံငယ်ကစားသမားတွေနဲ့ပွဲတည်ပြီးတော့မှကျွန်တော်တို့ပွဲကိုအာစိုးမိုးနိုင်ခဲ့တယ် attach လုပ်နိုင်ခဲ့တယ်ဆိုတော့ပထမပိုင်းအစောပိုင်းမှာတော့ကျွန်တော်တို့နှစ်တင်းစလုံးက open game ဖြစ်တယ် ဖိပိတ်ပြီးကစားတဲ့အသင်းမျိုးတွေမဟုတ်တဲ့အတွက်ကျွန်တော်တို့ဒါဒီ market raffle ကအစောပိုင်းမိနစ်တည်းကကျွန်တော်တို့ဒါ Manchester City အသင်းရဲ့ဘောလေဒါအခွင့်အရေးတစ်ခုရတယ်အာဒီအခွင့်အရေးက Manchester City အသင်းတိုင်ထွက်ပြီးတော့မှပြန်ထွက်လာတဲ့အတွက်ဒါကျွန်တော်တို့ဗီလာကအစောပိုင်းတွေကအဖွင့်ကိုမရခဲ့တာပွဲကစားချိန်မိနစ်9မိနစ်မှာပေါ့လေဒါကျွန်တော်တို့ဒီအိုမာမမို့ရဲ့ဖြတ်တင်ပေးမှုကိုကျွန်တော်တို့နောက်ကလိုက်လာတဲ့ဒီဘာနာရိုဆေးဘာအပြင်းပိတ်သွင်းတယ်ဆိုတော့ဒီဂိုးက ကိုသမား error လို့ပြောရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကိုကအပိုင်ပိတ်ရမယ်ပုတ်ထုတ်နိုင်မယ်အခြေအနေမှာကျွန်တော်ကိုဟိုရှန်သွားတဲ့အတွက်ကျွန်တော်တို့ဒါ CD ကဥဆောင်ကိုရတယ်။ဆိုတော့တကယ်လို့ပြောရင်တော့ဒါ CD ကဥဆောင်ကိုရတယ်ဆိုပေမဲ့လို့အာတစ်ဖက်က Astron Villa ကလည်းသူတို့အားတာတယ်ဗောလေ channel တွေကတည်း စီဒီကန်စစ်ကိုအချင်းချင်းထိုးပေါက်တာပဲဆိုတော့ဒီအချိန်ဒီမှာဒါဒီမက်ဂရက်ဖုတ်ဖြစ်ပြတဲ့နေရာမှာအာကျွန်တော်တို့ဒါရူဘင်တီရဲ့ push လောက်ခဲ့တယ်နည်းနည်းကျန်းခဲ့တယ်ဆိုတဲ့အနေနဲ့ foul ball ကိုဒါကျွန်တော်တို့ penalty ပေးခဲ့တယ်ဒီဒီအချိန်တွေကိုကျွန်တော်တို့ဒါ Aston Villa တင်းရဲ့ဒါကစားသမားဖြစ်တဲ့ဗောလေမက်ဂရက်ဖုတ်ကဒီနေ့အဆုံးတက်ပြီးတော့မှ1-1 draw ကြတယ်ပွဲက တကယ်တမ်းပြောရရင်တော့ ILL ဖြစ်တယ်။အာ CD က position gain ရောဥပါရော performance ရရောကောင်းတယ်။အများကြီးဒါ pillar ထက်တာတယ် pillar ကအာကျွန်တော်တို့ဒီသူတို့အားတာတဲ့ channel တွေကိုအသုံးပြုတယ်ဆိုပေမဲ့လို့ attacking deck ကျွန်တော် defensive ကိုပို့သွားတယ်အခြေအနေလည်းဖြစ်တယ်။ပထမပိုင်းမှာတော့ဒါ1 1 draw ချက်ပြီးတော့ပွဲက ILL ဖြစ်တယ်။ဆိုတော့အာဒါ CD အနေနဲ့မဖြစ်မနေကျွန်တော်တို့ဒီနေ့ပွဲမှာအနိုင်ရလက်လူနေတဲ့အခြေအနေမှာဒုတိယပိုင်းမှာတော့ဒါကျွန်တော်တို့ဒီပေါ့လေ85မိနစ်မှာ ဒီဒိုကူကိုကျွန်တော်တို့ဒါမာတဲတဲနေရာမှာအစားထိုးပြီးတော့မှပွဲကိုပို့ပြီးတော့မှဒီထံပုံမြင့်တယ်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်စဉ်းစားမိတာက Manchester City တိုက်စစ်မှာကအေလင်ဟာလန်ပါမလာတဲ့အခြေအနေမှာကျွန်တော်တို့ပွဲတွေက result တော့အနိုင်ရလက်ရတယ်ဒါပေမဲ့လို့အာဒီတဲ့ပို့ပြီးတော့မှ pitch နေလိုအပ်တယ်ဒီတဲ့ပို့ပြီးတော့မှ finishing ဘိုင်း clinical ကြတဲ့ကစားသမားတယောက်လိုအပ်သေးတယ်လို့မြင်တယ်ဆိုတော့ဒီနေ့ပွဲမှာဒါကျွန်တော် Manchester City တင်ကတိုက်စစ်နေရာမှာတော့ဒါကျွန်တော်တို့ Kevin De Bruyne နဲ့ပွဲထွက်ပြီးတော့မှတောင်းမှာ defense မှာတော့ဒီ Omar Mamor မာတိတိကိုယ့်လက်နေရာမှာတော့ကိုပါချစ်ဒါဒါကျွန်တော်တို့ဒါဘန်ဒရိုဆေးပါဂန်ဒွန်ကန်နဲ့ပွဲထွက်ပြီးတော့မှခန်းစစ်နေရာမှာတော့ဒါကျွန်တော်တို့ရူဘင်ဒီရဲ့အာဂါဘာဒီယောအာကျွန်တော်နီကိုအိုရိုင်းလေးနဲ့တစ်ဖက်မှာတော့မာတိရဲ့နူညံ့နဲ့ပွဲထွက်ခဲ့တယ်ကိုသမားနေရာမှာတော့အိုဒီကာနဲ့ပွဲထွက်ခဲ့တယ်ဆိုတော့စီးဒီကအာကျွန်တော်ဒီနေ့ပွဲမှာအာစီးဒီရဲ့ထုံးစံအတိုင်းပဲအာပွဲကိုကျွန်တော်တို့ totally dominate လုပ်နိုင်တယ်တစ်ဖက်ကကျွန်တော်တို့ဒီအာ Aston Villa ကစားသမားတွေကောင်းကောင်း control လုပ်သွားနိုင်တယ်ဆိုတော့အာတချို့သော hard chance တွေပြန်ပြီးတော့မှခွင့်ပြုရတယ်ဆို ေမဲ့လို့အာကျွန်တော် CD ကမကြောတဲ့အာ play style အာပို့ပြီးတော့မှဒါ aggressive sound နဲ့ present တွေကိုတွေးခဲ့ရတယ်ဆိုတော့ဒီနေ့ပွဲမှာဒါကျွန်တော်တို့ဒီအဆုံးဖြတ်ပေးသွားတဲ့ဒါကိုပေါ်လေဒါကျွန်တော်တို့ Jeremy Dogu ကဒီ Aston Villa အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ Disasi ကိုဒါ press ကြော်ဖြတ်ပြီးတော့မှကျွန်တော်တို့ဒါဖန်တီးပေးတဲ့နေရာမှာ နောက်ကတက်လာတဲ့မာတီးရဲ့နူးညက်စ်ကအပိုင်ပိတ်သွေးပြီးတော့မှအင်ကွေးမှာကျွန်တော်ထူးဝမ်းရလနဲ့အနိုင်ရခဲ့တယ်ဆိုတော့ City အသင်းအတွက်တော့ကျွန်တော်တို့ဒီဒါဘီလာကိုအနိုင်ရခဲ့တဲ့ပွဲအခြေအနေကြောင့်မလို့ Premier League နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၄ပွဲထိနိုင်ပွဲရှာနိုင်ခဲ့သလိုဒါတစ်ဖက်က Aston Villa အသင်းကလည်းကျွန်တော်တို့ဒါရှေ့ကပေါ့လေ Premier League ၄ပွဲဆက်တိုက်ကျွန်တော်နိုင်ထားတယ်ဆိုပေမဲ့လို့ဒီနေ့ပွဲမှာတော့ဒါ City ကိုအရင်နိုင်ပြီးတော့မှဒီရလက်ကတော့ချိုးဖြတ်ခဲ့ရတယ်ဆိုတော့ City အသင်းအတွက်တော့အာကျွန်တော်တို့ဒါဒီရဒီမှာ Champions League ဝင်ခွင့်ရဖို့တည်ကြသလိုတစ်ဖက်က Aston Villa အသင်းအတွက်တော့လာမယ့်ပတ် မှာဖူဟန်သိတဲ့ပွဲချက်အနေထားကစားဖို့အခြေအနေတော့ရှိရပါလိမ့်ဆိုတော့ကြည့်ရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်